ပညာဘူမိတက္ကသိုလ်သုတဓမ္မဒီပလိုမာ level 2စိတ်ဤအတွေ့များစာမျက်နှာ37စိတ်ဤအတွေ့များဆိုတဲ့ဂုံစည်းကိုကြည့်ရင်စိတ်နဲ့အတွေ့ဆိုတာဆုံရမှုချင်းမတူဘူးစိတ်ကတခြားအတွေ့ကတခြားဆိုတာထင်ရှားတယ်လူအများက စိတ်နဲ့တွေ့တာဟာအတူတူပဲလို့မှတ်ထင်ကြတယ် သို့သောအဘိဓမ္မာကျမ်းကိုသိချာကြည့်မယ်ဆိုရင် အာယုံကိုတိတဲ့စိတ်ကတစ်မျိုး ထိုစိတ်ကိုမိတွယ်ပြီးဖြစ်ပေါ်လာတဲ့စေတသိက်ဆိုတဲ့သဘာဝတရားကတစ်မျိုးလို့စိတ်နဲ့စေတသိက်နှမျိုးခွဲခြားပြီးတည်နေတယ်စိတ်ဤအတွေးဆိုတဲ့စကလုံးမှာအတွေးဆိုတာစေတသိက်တစ်ခုရဲ့နာမည်လို့မှတ်ရမယ်အတွေးကိုစိတ်ကဆောင်ရတာမဟုတ်ဘူး အတွေးဆိုတဲ့သကလုံးကိုပါဠိဘာသာနဲ့အနိစ္စဆုံးပြောရင်ဝိတက်ကလို့ပြောရတယ်။ညကဝိတက်တွေများနေလို့အဲ့မပြောဘူးလို့လူကြီးတွေပြောတာကြားဖူးကြလိုက်မယ်။ဝိတက်ဆိုတာအတွေးကိုပြောတာမဲခင်စစ်ပါထဲမှာတမ္မာတင်ကပ်ပလို့ပါတယ်။တင်ကပ်ပဆိုတာအတွေးပဲဖြစ်တယ်။ မင်္ဂန်စွာ တွေးတောခြင်းကိုတမ္မာသင်္ကပ္ပလို့ဆိုတာဖြစ်တယ်။သင်္ကပ္ပနဲ့ဝိတ္တဆိုတာစကလုံးချင်းမတူပေမဲ့တဘာဝတရားတစ်ခုတည်းကိုသာ ဖော်ပြတာဖြစ်တယ်။ဝိတ္တအတွေးကိုပဲပြောတာဘုံကြီးတို့တွေရဲ့စိတ်မှာအတွေးအတွေးတွေရှိတယ်။စိတ်ကတခြားအတွေးကတခြားဒီလိုခွဲခြားပြီးတည်ဖို့လိုတယ်။ စိတ်ကိုဖြူစင်အောင်လုပ်တဲ့အခါမှာတချို့အတွေးတွေကိုထိန်းချုပ်ဖို့လိုအပ်တယ်။တချို့အတွေးတွေကိုအားကောင်းလာအောင်လုပ်ပေးဖို့လိုအပ်တယ်။သို့တော့စိတ်တိုင်းမှာအတွေးရှိတာမဟုတ်ဘူး။အတွေးမဲ့စိတ်လို့ပြောရင်လူတွေဟာရုပ်တရက်လက်ခံခြင်းမှာလက်ခံမယ်။စိတ်ဆိုတာတွေးတတ်တာပေါ့။မတွေးတဲ့စိတ်မရှိဘူးလို့ထင်ကောင်းထင်လိုက်မယ်။အတွေးမဲ့စိတ် သို့သောအတွေးမဲ့စိတ်ဆိုတာအဘိဓမ္မာမှာရှိတယ်။စာပေလိုပြောရင်အဝိတက်ကစိတ်အဝိတက်ကစိတ်ဆိုတာအတွေးမပါတဲ့စိတ်အဲ့ဒီအတွေးမပါတဲ့စိတ်ကိုထပ်ပြီးခွဲခြားတဲ့အခါမှာထပ်ပြီးခွဲတဲ့အခါမှာတဘာဝအဝိတက်ကပင်ကိုယ်ကအတွေးမပါတဲ့စိတ်နဲ့ဘာဝနာဗလအဝိတက်ကဘာဝနာအစွမ်းအားကြောင့် အတွေးမဲ့သွားတဲ့စိတ်လို့နှမျိုးခွဲရတယ်အတွေးမဲ့စိတ်နှမျိုးပေါ့စိတ်တိုင်းအတွေးရှိတယ်လို့မထင်နဲ့မတွေးဘဲနဲ့ငြိမ်နေတဲ့စိတ်မျိုးစိတ်မျိုးကလည်းရှိသေးတယ်အဘိဓမ္မာကျမ်းအရပြောမယ်ဆိုရင် တွေးတဲ့စိတ်တွေးတော်မူနဲ့ရှင်တွဲပြီးဖြစ်တဲ့စိတ်ဟာ55မျိုးရှိတယ် အတွေးမဲ့ဆက်က66မျိုးရှိတယ်ဒီနှစ်ခုပေါင်းလိုက်ရင်စိတ်120တခုဆိုတဲ့ဂဏန်းကိုရမယ်အတွေးမဲ့ဆက်ဆိုတာကို အချို့ဘာသာတရားကလက်မခံဘူးဗုဒ္ဓမြတ်စွာလက်ထက်တော်ခါကဗုဒ္ဓမြတ်စွာ ਨੇ တခိတိပေါ်တဲ့နိဂန္ထနာတပုဒ္ဒဆရာကြီးရှိတယ်ဒီကနေ့ခေတ်မှာသူရဲ့ဝါဒကိုဂျိန်းဝါဒလို့ခေါ်တယ် အိန္ဒိယမှာထွန်းကားနေစေဘာသာတရားတစ်ခုပဲနာဒပௌဒ္ဒကို သူတို့အစာပေရဘုဒ္ဓမာန မဟာဝိဟာရလို့ခေါ်တယ်။ပါဠိစာပေရနိဂန္ဌနာဒပௌဒ္ဒလို့ခေါ်တယ်။နိဂန္ဌနာဒပௌဒ္ဒကအတွေးမဲ့စိတ်ဆိုတာကိုလက်မခံဘူး။စိတ်မှန်ရင်အတွေးရှိတယ်လို့ယူဆတယ်။ဒါကတော့ကဘုရားမြတ်စွာရဲ့ဥပါဒကတူးဖြစ်တဲ့ စိတ်တူကျွဲနဲ့ဆုံတယ်စိတ်တူကျွဲဟာတရားဓမ္မနဲ့ပတ်သက်ပြီးအဟောပြောကောင်းတယ်ပฏิဘဉ္ဉံရှိတယ်အဲ့ဒီစိတ်တူကျွဲနဲ့ဏိကန္ထနာတပုဒ္ဒါတို့တွေ့တဲ့အခါဏိကန္ထနာတပုဒ္ဒါကပြောတယ်ဂေါရမဖះကအာဝိတက်ကအာဝိစာရတမာတိ အတွေးမပါတဲ့တမာတိရှိတယ်လို့ဟောတယ်အတွေးမဲ့စိတ်ဆိုတာမရှိနိုင်ဘူး စိတ်ဆိုတာအတွင်းနဲ့သာဖြစ်တယ်။ဘဲ့နယ်လဲစိတ်တသူကျဲတကားကောအတွင်းမဲ့စိတ်အတွင်းမဲ့တမာတိဆိုတာကိုယုံသလားလို့မေးတယ်။သူမေးလိုက်တဲ့စကားကိုသေချာကြည့်ယုံသလားလို့မေးတာနော်။အဲဒီခါစိတ်တသူကျဲကအတွင်းမဲ့စိတ်ရှိတယ်ဆိုတာသူယုံတာမဟုတ်ပါဘူးလို့ဖြေတယ်။ဏိဂန္ဌာနာတဗုဒ္ဓကဂုံလေးမော့ခါလေးကော်ပြီး ဃောရမရဲ့တပည့်ဖြစ်တဲ့ဟောဒီစိတ်တသူကျွယ်တော်မှအတွေးမဲ့စိတ်ဆိုတာလက်မခံဘူး။ "तू မယုံဘူး"လို့ပြောနေတယ်လို့ပရိသတ်ကြောင့်အတန်မြင့်ပြောလိုက်တယ်။အဲ့ဒီအခါမှာစိတ်တသူကျွယ်ကဘာရှင်းပြတော့ဆိုရင် "तू ကိုယ်တိုင်တမထကျင့်စဉ်တွေကိုကျင့်ပြီးဒုတိယဇံတတိယဇံစတုထဇံဆိုတဲ့ဒီဇံတွေကိုရရှိထားလို့ ဒီသမารီမျိုးတွေကို သူကိုယ်တိုင်အကျဉ်းချင်းရရှိခံစားဖို့တာဖြစ်တယ်။ဒါကြောင့်အတွေးမဲ့သမာရီအတွေးမဲ့စိတ်ဆိုတာသူကိုယ်တိုင်သိတာယုံလို့ပြောတာမဟုတ်ဘူးလို့ပြောတယ်။သူယုံတာမဟုတ်ဘူးဆိုတာက သူကိုယ်တိုင်သိတယ်လို့ပြောတာ။ကဲလောကမှာလူတွေဟာ ကိုကိုယ်တိုင်မသိရင် သူများပြောတာလက်ခံရတယ်။ကိုယ်တိုင်သိတာမဟုတ်ဘူးဆိုရင် စာထဲမှာပါတယ်။ဘယ်သူကပြောတာ ဒါနဲ့ပဲလက်ခံရတယ်လေဒီတော့စိတ်ဓာတ်တွေကအတွေးမဲ့စိတ်အတွေးမဲ့တမာတိကိုသူကိုယ်တိုင်ကြင်ကြင်ရရှိဖူးလို့ကိုယ်တိုင်သိတာဒါကြောင့်ယုံတာမဟုတ်ဘူးလို့ပြောတာပါဆိုတယ်အဲ့ဒီတော့နိဂန္ဌာနာတဗုဒ္ဓကကြည်ကြစမ်းစိတ်ဓာတ်တွေဟာအလွန်ကောက်ချစ်တယ်ငိုတော့ကမယုံဘူးလို့ပြောပြီးအခုကျတော့သူကိုယ်တိုင်သိတယ်လို့ပြောပြန်တယ်လို့ပြောလိုက်တယ် ဆေရတူကျွဲကနိဂန္ဌာနာတဗုဒ္ဓကိုစိန်ခေါ်တယ် challenge လုပ်တယ်ပေါ့ယုံနာနဲ့တိတာတူမတူစေတတူကျွဲကမေးတယ်အစကနိဂန္ဌာနာတဗုဒ္ဓဟာသူ့စကားကိုစေတတူကျွဲလက်ခံတယ်လို့ထင်သွားတာကိုသူမျက်စိလည်သွားတယ်ကဲယုံနာနဲ့တိတာတူသလားမတူဘူးလားမတူဘူးယုံနာဆိုတာကိုယ်တိုင်မသိပဲသူများပြောတာလက်ခံရတာ ကိုကိုယ်တိုင်သိတာကတော့ယုံတာမဟုတ်ဘူးယုံတဲ့အဆင့်ကိုလုံသွားပြီးကိုယ်တိုင်သိတာဏိကန္ဒနာတပုဒ္ဒဘာမှမဖြေရှင်းနိုင်ပဲနောက်ဆုံးအရှုံးပေးလိုက်ရတဲ့အကြောင်းတန်ယုတ်တပါဠိတော်တန်ယုတ်ပါဠိတော်ထဲမှာရေးထားတာရှိတယ်ဒါကြောင့်အတွေးနဲ့စိတ်ရှိသလို အတွေးမဲ့စိတ်လည်းရှိတယ်ဆိုတာကိုမှတ်ထားရမယ် တွေးတင်တာနဲ့မတွေးတင်တာဘုန်းကြီးတို့တွေးတင်တာရှိသလိုမတွေးတင်တာလည်းရှိတယ်ဒါကြောင့်စိတ်အတွေးများဆိုတာကို လေ့လာဖို့လိုတယ်လူတိုင်းလူတိုင်းဟာတွေးဖူးကြတာချိပဲမတွေးဖူးတဲ့လူရယ်လို့မရှိဘူးပင်ကိုအတွေးမဲ့စိတ်တဘာဝအဝိတ္တကဟာဆယ်ခုရှိတယ်အဲဒီဆယ်ခုကဘာတုံးဆိုရင်မျက်စိကမြင်ပြီး တိတဲ့စိတ်ကနှမျိုးနားကကြာပြီးတိတဲ့စိတ်ကနှမျိုးနှာခေါင်းကအနံ့ရပြီးတိတဲ့စိတ်ကနှမျိုးရှာကရတာတွေ့ပြီးတိတဲ့စိတ်ကနှမျိုးခန္ဓာကိုယ်ကထိပ်ပြီးတိတဲ့စိတ်ကနှမျိုးနှမျိုးစီဆိုတော့9နလီ30ပေါ့30ခုအဲ့ဒါအတွေးမဲ့စိတ်တွေပဲအတွေးမပါဘူးကျန်တဲ့စိတ်တွေကတော့တဘာဝအဖြစ် အတွေးနဲ့စိတ်တွေကြီးပဲကဲအတွေးတိုင်းကောင်းသလားဒီတရားနာပြီးတဲ့အခါမကောင်းတဲ့အတွေးကိုဘယ်လိုဖျောက်ရမယ်ဆိုတာမြတ်စွာဘုရားကဝိတက်ကတန်ဌာဏတုတ်မှာဟောထားတယ်အလုံးမတ်သားစရာကောင်းပါတယ်ဗုဒ္ဓမြတ်စွာ ကိုတော်တိုင်က စိတ်ရဲ့အတွေးများကို အလေးထားပြီးဟောကြားခဲ့တယ်အတွေးဆိုတာဟာမံကန်စွာတွေးတတ်ရင် မဂ္ဂင်စစ်ပါအပါဝင်တမ္မာသင်္ကပ္ပမင်္ဂန်သောအတွေးဖြစ်လို့နိဗ္ဗာန်ရာကြောင်းဖြစ်တယ်။အဲအာနဲ့ဆန်းကျင်ဘက် မာမာယွင်ယွင်တွေးတဲ့အတွေးကတော့အပင်ငရဲကြစေတတ်တဲ့အတွေးမျိုးဖြစ်တယ်။ဒါကြောင့်မင်္ဂန်တဲ့အတွေးနဲ့မာယွင်းတဲ့အတွေးဒီနှစ်ခုကို ခွဲခြားသိဖို့လိုတယ်။မင်္ဂန်တဲ့အတွေးနဲ့မာယွင်းတဲ့အတွေးမင်္ဂန်တဲ့အတွေးကိုမိမိရဲ့စိတ်ထဲမှာထူထောင်ပေးပြီး မာယွန်းတဲ့အတွေးကိုဖယ်ရှားပြဖို့လိုတယ်ပေါ့အဲ့ဒီတော့မာယွန်းတဲ့အတွေးဆိုတာမာလဲမာယွန်းတဲ့အတွေးဆိုတာအပြစ်ရှိတဲ့အတွေးဆင်းရဲတဲ့အကျိုးကို ထုတ်လုပ်တတ်တဲ့အတွေးအဲ့ဒီအတွေးမျိုးကိုဖယ်ရှားရမယ်မန်ကန်တဲ့အတွေးဆိုတာအပြစ်ကင်းတယ်ကောင်းကျိုးချမ်းသာကိုပေးတတ်တယ်လူစိတ်ထဲမှာအတွေးနှမျိုးကွဲပြားချမ်းသာမှုရှိတယ်တရားချစ်ခင်သူတော်စင် ရိသတ်တို့ဒါကိုတိထားလို့ရှိရင် မာယွန်းနဲ့အတွေ့တွေးမှလားမန်ကန်နဲ့အတွေ့တွေးမှလားမန်ကန်နဲ့အတွေ့ကို တွေးရလိုက်မယ်မန်ကန်နဲ့အတွေ့ကို မပြောမီမာယွန်းနဲ့အတွေ့ကိုအရင်ပြောမယ်မမဖို့ကအမှန်လို့ဖို့တဲ့ပိုရေးကြီးလို့ဖြစ်တယ်မြတ်စွာဘုရားကလမ်းညွန်တဲ့အခါမှာမလိုက်ရမဲ့လမ်းကိုအရင်ညွန်တယ်လိုက်ရမဲ့လမ်းကိုတော့မှညွန်တယ်ဒါဟာ reasonable ဖြစ်တယ်တဘာဝကြတယ်မလဲရမဲ့လမ်းကို အရင်ညွန်ဖို့ပို့ပြီးအရေးကြီးတယ်မလဲရမဲ့လမ်းကိုလဲရင်ဒုက္ခအကြီးကျယ်ရောက်သွားတတ်တယ်လဲရမဲ့လမ်းကို မလဲရင်အဆင်မပြေုံပဲရှိမယ်ခုနလောက်ဒုက္ခမရောက်နိုင်ဘူးဒါကြောင့်မို့မင်္ဂလာသုံးပါကြည့်လေအတေဝနာစပါလာနံမပေါင်းရဘူးဆိုတာကိုအရင်ပြောတယ်ပြီးတော့မှပေါင်းရမယ်ဆိုတာကိုနောက်မှပြောတယ် မပေါင်းဖို့ရာကပိုရေးကြီးတယ်ဆိုပါစို့အစာတစ်ခုကအဆိုက်ရှိနေတယ်အစာတစ်ခုကအဆိုက်မရှိဘူးသို့တော့ခန္ဓာကိုယ်ကိုအကျိုးမပြုဘူးအဲ့ဒီနှစ်ခုကိုမတိလို့စားမဲ့ပုံကောအတွက်ဘယ်ဟာကိုအရင်တားဖို့လိုအပ်တယ်လဲအဆိုက်ရှိတဲ့အစာကိုမစားမိဖို့ပိုရေးကြီးတယ်ခုနကအဆိုက်မရှိတဲ့အစာကအကျိုးမပြုရောမပြုမှဒုက္ခရောက်မသွားစေနိုင်ဘူး အဆိုင်ရှိတဲ့အစာကိုစားမိရင်ချက်ချင်းဒုက္ခရောက်သွားနိုင်တယ်။ဒါကြောင့်မလုပ်ရမယ့်ဟာကိုအရင်ပြောရတယ်။လောဘနဲ့တွေးတဲ့အတွေ့မြတ်စွာဘုရားဟောတော်မူတဲ့ဏီလန်တိန်မတွေးရမယ့်အတွေ့တွေကဘာတွေပါလိုက်ဆိုတာစဉ်းစားကြည့်ရအောင်။သန္ဓုပတန်ဟိတလောဘနဲ့တွေးတဲ့အတွေ့တွေလောဘနဲ့တွေးတဲ့အတွေ့မှန်သမျှဟာ ခေါင်းနဲ့အတွေ့မဖြစ်ဘူးလူတွေကတော့ထင်ကောင်းထင်မယ်လူဆိုတာလောဘတော့ရှိတာပေါ့လောဘနဲ့တွေးရင်လဲကောင်းကျိုးချမ်းသာတွေရနိုင်တယ်လို့ဒီလိုထင်ကောင်းထင်လိုက်မယ်သို့တော်လောဘနဲ့တွေးတဲ့အတွေ့ဟာကောင်းကျိုးချမ်းသာပေးတာထက်ဆိုးကျိုးပေးတာကပိုများတယ်အဲ့ဒီလောဘနဲ့တွေးတဲ့အတွေ့ကို စာပေရပြောရင် ကာမဝိတ္တလို့ခေါ်တယ်ကာမဝိတ္တမှာလိုချင်စရာအာယုံတွေကကာမထိုလိုချင်စရာအာယုံတွေကို လိုချင်တဲ့လောဘဆိုတာနဲ့ဆင်တွဲလာတဲ့အတွေ့ကဝိတ္တကလောကလူတွေမှာတော့ဓာတွေးနေကြအတွေ့ဖြစ်တယ်ကာမကောင်အာယုံနဲ့ပတ်သက်တဲ့အတွေ့ဆိုတာလူလောကမှာယိုးနေတဲ့အတွေ့တစ်ခုမျက်စိက လာတာကြည့်ချင်တယ်နားကသာယာတဲ့အတန်လေးကိုနားထောင်ချင်တယ် နှခေါင်းကမွေးချိန်နဲ့အနံ့လေးကိုနမ်းရှူခြင်းနဲ့ရှာကအရသာရှိတာလေးကို စားခြင်းနဲ့ခန္ဓာကိုယ်ကအထီးတွေ့တာရတဲ့အရာလေးကိုထီးတွေ့ခြင်းနဲ့ဟောဒီအတွေ့လေးတွေကိုကာမဝိတက်ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့အတွေ့တွေတဲ့ဒီအတွေ့မျိုးကို အပြည့်ရှိတယ်လို့ပြောတယ်။ဘာဖြစ်လို့အပြည့်ရှိတယ်လို့ပြောတော့ဆိုရင်ဟောဒီအတွေ့မျိုးတွေးနေတဲ့ပုံကမှအ ਨੇ ဆုံး အတိညာမဖြစ်ပေါ်လာနိုင်ဘူးဒါအ ਨੇ ဆုံးအပြည့်အရက်ပြောပြောမယ်ဆိုရင်အုံတော်မှာဆုတ်ပိုင်မှုဘလော့ဖြစ်သွားတယ်အတိညာဖြစ်မလာနိုင်ဘူးဒီအတွေးမျိုးဒီအတွေးမျိုးတွေ ရှိနေရင်မံကန်တဲ့အတိညာမရနိုင်ဘူးကာမိဆန္ဒနိဝရဏလို့ခေါ်တယ်လောဘနဲ့ရှင်တွဲနေတဲ့အတွေးဖြစ်တဲ့အတွက်ကြောင့် ကောင်းတဲ့တရားတွေကို မဖြစ်ပေါ်နိုင်အောင်ဆုပ်ပိုက်ပြီးထားရတယ်။ဒါတည်းမကဘူးပညာယဒုပ္ပလီကရဏော အသိပညာတွေကို အာနယ်သွားစေတတ်တယ်။ဒီအတွေးတွေကဉာဏ်ပညာကိုအပြော့သွားစေတယ်။ဒါအ ਨੇ ဆုံးအပြစ်ပဲ။အသိပညာရဖို့ရာကအင်မတန်မှအရေးကြီးတယ်တဲ့။အသိပညာမရနိုင်အောင်ဟောဒီလောဘကပိတ်ဆို့တတ်တာမို့ သူ့ကိုဏိဝရဏအဲ့ဒီလောဘနဲ့တွေးတဲ့အတွေးဟာအတိညာကို အားပြော့စေတာပဲဒါကြောင့်မို့ကာမဝိတက်လို့ဆိုတဲ့လောဘနဲ့ရှင်တွဲလာတဲ့အတွေးဒီမတွေးရမယ့်အတွေးမျိုးဖြစ်တယ်ဒီအတွေးကို မထိန်ချုပ်နိုင်ဘူးဆိုရင် လောဘကြီးထွားလာတဲ့အခါနောက်ဆုံးမှာရာဇဝမှုတွေကျွလွန်လာသည့်အထည်ဖြစ်စေတတ်တယ်ကိုပစ္စည်းတွေမကဘူး သူများပစ္စည်းပါလိုချင်တယ်ဆိုတာထီအောင်ဖြစ်လာနိုင်တယ်။လောကမှာဒီလိုချင်တဲ့လောဘဟာအတွေးကြောင့်ရှင်သန်ထွားချင်းလာတာဖြစ်တယ်။တွေးလင်လေပိုလိုချင်လာလေလေပဲစဉ်းစားလေလေလောဘကအရှိန်တက်လေလေဒါကြောင့်မို့ဒီလိုအတွေးမျိုးသည်တာဝိဇအပြစ်ရှိတယ်ဒုက္ခဝိပါက ဆင်းရဲတဲ့အကျိုးကိုပေးနိုင်တယ်။ဒုက္ခလို့ဆိုတဲ့နေရာမှာ ပြဿနာတွေအခက်အခဲတွေကြုံရတာဒါကိုဆိုလိုတာနော်။အဲ့ဒါတွေကိုဖြစ်ပေါ်စေနိုင်တယ်။လောဘနဲ့ရှင်တွဲလာတဲ့အတွေးမျိုးဟာမတွေးထိုက်တဲ့အတွေးလို့မှတ်ထားပါ။ပစ္စည်းလိုချင်မှုပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးခင်မင်မှုစသည်ဖြင့်လောဘနဲ့ရှင်တွဲလာတဲ့အတွေးမှန်သမျှသည်ကောင်းကျိုးချမ်းသာထက်ဆင်းရဲဒုက္ခအကျိုးကိုပေးတယ် ဒေါသနဲ့တွေးတဲ့အတွေ့နောက်မတွေးတဲ့နဲ့အတွေ့တစ်ခုကဒေါသူပတန်ဟိတဒေါသနဲ့ရှင်တွဲလာတဲ့အတွေ့တဲ့ကိုဟာကိုစဉ်းစားကြည့်စိတ်ဆိုးတဲ့အခါတွေးတဲ့အတွေ့နဲ့စိတ်ကြည်နေတဲ့အခါတွေးတဲ့အတွေ့တူရဲ့လားဒေါသနဲ့တွေးနေတဲ့အတွေ့အကြုံလူရဲ့စိတ်ငြိမ်းချမ်းမှုကိုမပေးနိုင်တဲ့အပြင် ကိုမကျေနပ်တဲ့ပုံကိုတရားကိုအမြဲတမ်းရန်လောက်ဖို့ပဲတွေးတယ်။အဲ့ဒီတွေးမျိုးဟာကောင်းတဲ့အတွေးဘယ်လိုမှမဖြစ်နိုင်ဘူး။အဲ့ဒီတွေးကိုဗျာပါဒဝိတက်လို့ခေါ်ပါတယ်။အာယုံတစ်ခုခုကို တွေးမိတဲ့အခါမကျေမနပ်ဖြစ်တယ်။မကျေမနပ်ဆိုတဲ့နေရာမှာပုံကိုကိုမကျေနပ်တာကတစ်မျိုးတဲ့မဲ့ကိုမကျင်တတ်တာက တမျိုးလိုနှမျိုးရှိတယ်။လူတွေရက်ဆက်ခါအလွန်ဆန်းကျယ်တယ်။ တက်စီကိုမကျေနပ်ဖြစ်တယ်လို့တဲ့မဲ့ပေါ်မှာလည်းမကျေမနပ်ဖြစ်တတ်သေးတယ်။ဒါကြောင့်အာဃာတဝုထု၉မျိုးထဲမှာတဲ့မဲ့ထည့်လိုက်ရင်၁၀မျိုးဖြစ်သွားတယ်။လူတွေရဲ့စိတ်ထဲမှာမကျေမနပ်ဖြစ်တဲ့အတွေ့ဒေါသနဲ့တွေးတဲ့အတွေ့ကဘယ်နှမျိုးရှိသလဲ။တက်စီနဲ့ပတ်သက်ပြီး၉မျိုးရှိတယ်။၉မျိုးကိုအလွယ်မှတ်ဖို့ရပြောမယ်။ ဒီပုဂ္ဂိုလ်ဟာငါရဲ့အကျိုးမဲ့ကို အရင်ကလည်းလုတ်လုတ်ခဲ့တယ်အခုလည်းလုတ်နေတယ်နောင်လည်းလုတ်အောင်ပါပဲလို့မကြင်မနက်တွေးမှု၃မျိုးငါနဲ့ခင်မင်နဲ့ပုဂ္ဂိုလ်ရဲ့ပျက်စီးနှိမ့်နာဆုံးဆုံးမှုကို အရင်ကလည်းလုတ်ခဲ့တယ်အခုလည်းလုတ်နေတယ်နောင်လည်းလုတ်အောင်ပါပဲဒါက၃မျိုးငါနဲ့မတည့်တဲ့ပုဂ္ဂိုလ်ကို ပေါင်းညိုချမ်းသာတွေရအောင်ဒီလူကအရင်ကလည်းကူညီခဲ့တယ်။အခုလည်းကူညီနေတော့မယ်။နောက်လည်းကူညီဦးမှာပဲ။ဒါက3မျိုး။ဟောအားလုံးပေါင်းလိုက်တော့6မျိုးဖြစ်တယ်။ဒေါသနဲ့တွေးတဲ့အတွေးသည်ရံညှိုးထားမှုကို အခြေတည်သွားနိုင်တယ်။လူလောကမှာတော်တော်များများဘုရုဇင်တွေအဖို့အတွေးကြုံရှိကြပြီးသားပဲ။ဒီဒီအတွေးတွေဟာဒေါသနဲ့ပတ်သက်တဲ့အတွေးတွေဖြစ်တယ်။ ဒါကိုအာဃာတဝတ္ထု၉မျိုးလို့ခေါ်တယ်။တမနဲ့ပတ်သက်တာကိုအဋ္ဌာဏကောပလို့ခေါ်တယ်။တချို့လူတွေက cloud တက်လို့ရှိရင်အဲ့ဒီ cloud ကိုစိတ်ဆိုးတယ်။နေပူလို့ရှိရှိရင်လည်းနေပူရမလားစိတ်ဆိုးတယ်။လေတက်ရင်လည်းတက်ရမလားစိတ်ဆိုးတယ်။မီးပူရင်လည်းပူရမလားစိတ်ဆိုးတယ်။စိတ်တူတဲ့လူဟာမြင်မြင်သမျှစိတ်တူနေတာပဲ။ ဒေါသနဲ့ပတ်သက်လာတဲ့အတွေးဟာတက်မဲ့ပါထည့်ရင်၁၀မျိုးရှိတယ်။ဒကာကြီးတယောက်စိတ်တူပုံလေးကိုပြောပြမယ်။ရွက်လေလေးတစ်စင်းနဲ့အယောက်ရင်းမြေရိုးဆန်တဲ့ဆန်တဲ့ရင်လေလာမရွက်လွင့်လို့ရတာအေယာဝတိမျိုးကိုအေယာဝတိမြေရိုးကိုဆန်တက်တဲ့အခါလေလာမရွက်လင်းလို့ရတာလေးငိုင်းနေတဲ့အခါရေစီးကတန်လို့လေကိုလော်ပြီးမသွားနိုင်ဘူးမသွားနိုင်တော့ ဘာလို့ရတော့ဆိုရင်ဂုံးမော်တဲပြီးလေးကိုကျိုးနဲ့ချီတစ်ဖက်ကလူရဲ့အခါကိုကျိုးနဲ့ချီလမ်းလျှောက်ရင်လေးကိုဆွဲပြီးဆန်တက်ရတယ်။အဲဒီလိုပင်ပင်ပန်းပန်းအရာဝတီမြင့်ကော့ကော့ကွေ့ကွေ့ကိုဆန်တက်လာလိုက်တာတလန်းလုံးလေမတိုက်ပဲရွာနားရောက်မှ လေကတဖြူးဖြူးနဲ့တိုက်လာတဲ့ညောလိုက်ရတယ်လေ တလန်လုံးပင်ပင်ပန်းပန်းကျိုးနဲ့ဆွဲပြီးတက်လာခဲ့ရတာယောဟနာရောက်တဲ့အခါမှာလေလာတော့ခုမှလေတက်ရကောင်းမလားဆိုပြီးရွက်ထူကယောဟကျော်ပြီးရွက်လွင်သွားတဲ့ယောဟကျော်ရွက်လွင်ဆိုတာအဲ့ဒါပေါ့နော်သူစိတ်တူပုံကအကြည့်ယောဟရော့နေပြီပဲလေဘော်ကဆင်းလိုက်ပေါ့လေကိုစိတ်ဆိုးလို့ရွက်လွင်ပြီးယောဟကျော်တက်သွားတယ်ဒါတယ်မကဘူး ဒကာကြီးတယောက်ကမန်းနတ်ဆင်းတယ်မန်းနတ်ဆင်းတဲ့အခါမှာတပေါင်းတကူဆိုတော့လေကမြူးတတကိုအင်းမန်းနတ်ဆိုတာအရင်တုန်းကစက်ကူလေးတွေကပ်ပြီးလောက်ရတာလေတိတ်ရင်စက်ကူကလည်းလွယ်လွယ်နဲ့လွင့်တဲ့တာမို့မန်းနတ်ဆင်းနေတဲ့အချိန်ဖိထားလိုက် လေတိတ်တော့လွင့်သွားလိုက်ဖိထားလိုက်လေတိတ်လိုက်လွင့်သွားလိုက်နဲ့ကြာတော့စိုက်တူလာပြီး ထင်ရမထကအနိနာမှာရှိတဲ့ဓမ္မနဲ့လေကိုခုတ်တဲ့စိတ်တူပုံကပြောတာစိတ်တူပုံကိုပြောတာအဲ့ဒါကိုအထာဏကောပါလို့ခေါ်တယ်အကြောင်းမဟုတ်တဲ့နေရာမှာစိုက်တူတာဇပါရဝိတက်ဆိုတာအဲ့ဒါမျိုးတွေကို ဖြစ်စေတတ်တာနော်အဲ့ဒီအတွေ့မျိုးဟာလဲမတွေ့တဲ့အတွေ့ပဲဝိဟိန္တာဝိတက်နောက်တစ်ခုကဝိဟိန္တာဝိတက် ဝိဟိန္ဒဝိတ္တဆိုတာသူတစ်ပါးတွေကိုညှင်းဆဲဖို့တပ်ဖြတ်ဖို့အကျိုးမဲ့ဖြစ်အောင်လုပ်ဖို့သူတစ်ပါးဒုက္ခရောက်အောင်လုပ်ဖို့ဆိုတဲ့အတွေ့မျိုးတွေးတာခုခေတ်စကားနဲ့ပြောမယ်ဆိုရင် အချုပ်နဲ့မဖို့တွေးတာမျိုးပေါ့နော်အဲသူများဒုက္ခရောက်အောင်တွေးတဲ့အတွေ့အတွေ့မျိုးတွေကိုဝိဟိန္ဒဝိတ္တလို့ခေါ်တယ်ဒီအတွေ့မျိုးဟာလည်းမတွေးတဲ့နဲ့အတွေ့ပဲတဲ့စိတ်ရဲ့အတွေ့မှာဒီလိုအတွေ့မျိုးတွေမရှိဘူးလားရှိတယ် ဒါကမတွေးထိုက်တဲ့အတွေးတဲ့ဆင်းရဲဆင်းရဲဒုက္ခကိုပေးတတ်တဲ့အတွေးဒီအတွေးမျိုးတွေးလို့ရှိရင်တွေးသူကိုယ်တိုင်လည်းဒုက္ခရောက်တယ်တွေးသူနဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်လည်းဒုက္ခရောက်တယ်ကောင်းကျိုးချမ်းသာရဖို့အကြောင်းမရှိဘူးဒါကြောင့်မို့ဒီအတွေးမျိုးကို မိစ္ဆာဝိတက်လို့ခေါ်တာပေါ့မှန်ကန်တဲ့အတွေးဒါဖြစ်ရင်အဲ့ဒီအတွေးမျိုးကိုဖယ်ရှားဖို့ရအတွက် တွေးတင်တဲ့အတွေးနဲ့အစာထိုးပေးရတယ်။မောင်းနေရင်ဗန်းနဲ့အစာထိုးတော့အလင်းရောင်နဲ့အစာထိုးရမယ်။ဟောအမောင်ပြောက်ချင်ရင်အလင်းနဲ့အစာထိုးအဲ့ဒီလိုပဲမာယွင်းတဲ့အတွေးတွေကိုမန်ကန်တဲ့အတွေးနဲ့အစာထိုးပေးရမယ်။နိခမဝိတ္တကာမဝိတ္တရဲ့ဆန့်ကျင်ဘက်ကနိခမဝိတ္တနိခမဝိတ္တဆိုတာကာမကောအာယုန်တွေမျက်စိက လာတာ ပတာကို ကြည့်ဖို့ဆိုတဲ့အတွေ့တွေနားကตาရတဲ့အတန်ကိုနားထောင်ဖို့ဆိုတဲ့အတွေ့တွေနှာခေါင်းကမွေးချိန်တာကိုမှနန်းရှူလို့တဲ့အတွေ့တွေရှားကလည်းပဲအရသာခံစားလို့တဲ့အတွေ့တွေခန္ဓာကိုယ်ကထိတွေ့လို့တဲ့အတွေ့တွေဒီအတွေ့မျိုးတွေဖယ်ရှားပြီးတရားနာသွားမယ်ဆိုတဲ့အတွေ့မျိုးကိုပြောတာဒါနာကောင်းမှုပြုမယ်ဆိုတဲ့အတွေ့သီလစောင့်မယ်ဆိုတဲ့အတွေ့ကမ္မထံတရားအားထုတ်မယ်ဆိုတဲ့အတွေ့လူမှအတွေ့ချင်းမတူဘူးနော် ဒီနေ့တော့ဇလန်းကောင်းလို့ဇလန်းမဲကြည့်မယ်တရားပွဲမသွားသေးဘူးဆိုတဲ့အတွေ့မျိုးတွေ့တယ်လို့လည်းရှိမယ်အေးဇလန်းဘလောက်ကောင်းကောင်းမကြည့်တော့ဘူးဒီနေ့တရားပွဲသွားနာမယ်ဆိုတဲ့အတွေ့မျိုးရှိတဲ့လူရောမရှိဘူးလားဟောအတွေ့ချင်းမတူဘူးเนาะအဲ့ဒီတော့တရားနာတရားသွားနာပြီးတရားနာတဲ့လူကအတိညာတွေချက်ချင်းရသွားနိုင်တယ်ပေါ့ကောင်းပြီမန်ကန်တဲ့အတွေ့ဟာအဲ့ဒီလိုအကျိုးပြုတယ်ဒါကြောင့် မန်ကန်တဲ့အတွေ့ဟာကမ္မကောင်အာယုံတွေထဲမှာပျော်လိုတဲ့အတွေ့မဟုတ်ဘူးကမ္မကောင်အာယုံတွေကိုမျက်နှာလွှဲပြီးတော့ကောင်းတဲ့အလုပ်တွေလုပ်မယ်ဆိုတဲ့အတွေ့မျိုးတွေဖြစ်တယ်ဒီအတွေ့မျိုးတွေးလိုက်ရင်အနာဝိဇ္ဇအပြစ်ကင်းရုံမကဒုက္ခဝိပါကချမ်းသာတဲ့အကျိုးတွေကိုဟောဒီအတွေ့တွေကထောက်လုပ်ပေးပါလိမ့်မယ်ဒါကြောင့်နိခမဝိတ္တဟံကောင်းတဲ့အတွေ့တစ်ခုဖြစ်တယ် နိခမနိခမဝိတေဟာအလောဘဆိုတဲ့သဘာဝတရားနဲ့ရှင်တွဲလာတယ်။အလောဘဆိုတာလောဘရန်ဆက်ခြင်းပဲ။လောဘကိုဖယ်ရှားပြစ်နိုင်တဲ့သဘာဝတရားဖြစ်တယ်။အဲဒီသဘာဝတရားမိမိစိတ်ထဲဝင်လာမယ်ဆိုရင် လူဖို့တန်းဖို့တွေစိုက်ကူးလာတယ်။ကိုကြီးချင်းတဲ့စိတ်တွေဝင်လာတယ်။မိမိပစ္စည်းကိုစွန့်လုပ်ခြင်းနဲ့ အများနဲ့ share လုပ်ချင်တယ်ဆိုတဲ့ကုသိုလ်စိတ်တွေဝင်လာတယ်။ generosity လို့ခေါ်တယ်။အဲ့ဒါကနိက္ခမဝိတ္တ။မေတ္တာနဲ့တွေးတဲ့အတွေ့။နောက်မင်္ဂန်တဲ့အတွေ့တစ်ခုကအပြပါရဝိတ္တ။မေတ္တာနဲ့ရှင်တဲ့အတွေ့။မုံတိတဲ့အတွေ့မျိုးတွေးလာရင် လူကိုလည်းမုံတိတာပဲ။သဘာဝအတ္တမဲ့တွေအပေါ်မှာလည်းမုံတိတာပဲ။မုံတိတဲ့အတွေ့ကပြပါရဝိတ္တ။ အမောင်းကင်းတဲ့နှလုံးသားပိုင်ရှင်ရဲ့အတွေးကတော့အများသတ္တဝါတွေချမ်းသာကြပါစေလို့တွေးတယ်။ဒုက္ခရောက်နေတဲ့သူတွေကူညီချင်တယ်၊ခေါင်းညှိုးချမ်းသာတယ်လို့လားတယ်။ဒီအတွေးမျိုးပေါ့ဒီလိုတွေးလိုက်တာဟာအေးချမ်းတယ်။မေတ္တာနဲ့တွေးတဲ့အတွေးကိုအပြပါရဝိတက်လို့ခေါ်တယ်။အများသတ္တဝါတွေရဲ့ကောင်းကျိုးချမ်းသာကို မျှော်ကိုပြီး တရဝအားလုံးချမ်းသာကြပါစေ။စိတ်ကလည်းတွေးတယ်၊နှုတ်ကလည်းပြောတယ်၊လက်ကလည်းလှုပ်ကြိမ်ပေးတယ်။ကောင်းကျိုးချမ်းသာတွေကို ရစေတယ်။ကောင်းတဲ့အတွေ့ကို တွေးသည့်အတွက်ကောင်းတဲ့စကားပြောလာတယ်၊ကောင်းတဲ့အလုပ်တွေလုပ်လာတယ်။ဒါကြောင့်ကိုယ်တိုင်လည်းအပြည့်ကင်းတယ်၊ကောင်းကျိုးချမ်းသာတွေရတယ်။သူတစ်ပါးလည်းကောင်းကျိုးချမ်းသာတွေရသွားနိုင်တယ်။ဒါကတွေးတင်တဲ့အတွေ့ပဲ။ကရုဏာနဲ့တွေးတဲ့အတွေ့နောက်တစ်ခုက အဝိဟိုင်သာဝိတေကရုဏာနဲ့တွေ့တဲ့အတွေ့ဉာဏ်စိတ်နဲ့တွေ့တယ်သူတစ်ပါးကိုရင်းရဲဆက်ဆက်လှုပ်ဖို့သူတစ်ပါးဒုက္ခရောက်တာကို ကြည့်ချင်တဲ့အတွေ့မျိုးမဟုတ်ဘူးသူတစ်ပါးကိုမငင်းဆဲဘူးအားလုံးဆင်းရဲဒုက္ခကလွတ်မြောက်ကြပါစေလို့တွေ့တယ်ဒုက္ခရောက်နေတဲ့လူကိုဘယ်လိုကယ်ရမလဲဘယ်လိုအားပေးရမလဲမဖြစ်တဲ့တာဖြစ်နေတဲ့ပုံကိုဘယ်လိုကူညီရမလဲ စိတ်ဓာတ်ကျနေတဲ့ပုံကိုကိုဘယ်လိုအားပေးရမလဲဘယ်လိုကူညီရမလဲစားတော့ဆရာချိုးတက်နေတဲ့လိုအပ်နေတဲ့ပုံကိုတွေကိုဘယ်လိုမျှဝေပြီးခံစားရမလဲဆိုတဲ့ကောင်းတဲ့အတွေ့အမျိုးတွေတွေ့တယ်ဒါကရုဏာနဲ့တွေ့တဲ့အတွေ့ပဲအဲဒီလိုအတွေ့ရှိတဲ့ပုံကိုတယောက်ဟာဒုက္ခရောက်နေတဲ့ပုံကိုလိုအပ်နေတဲ့ပုံကိုတွေကိုကူညီဖို့ရဝန်မလေးဘူးလောကမှာ ကူညီတယ်ဆိုတာအဲ့ဒီအဝိဟိုင်းသာဝိတက်ကြောင့်ကူညီတာဒုနဲ့ဒုကူညီတယ်ဆိုပါစို့မိလောင်မှုနဲ့ကြုံလို့မိဘဒုက္ခတဲ့တွေကိုကူညီတယ်ရေမျောလို့ရေဘဒုက္ခတဲ့တွေကိုကူညီကြတယ်လေးတိုက်လို့လေးဘဒုက္ခတဲ့တွေကိုကူညီကြတယ်ဟောဒီအတွေးတွေကြောင့်ကူညီတာနော်စိတ်ရဲ့အတွေးတွေကိုပြန်ပြောမယ်ဆိုရင်စိတ်ရဲ့အတွေးများသည်မကောင်းတဲ့အတွေးသို့မဟုတ် မတွေးတင်တဲ့အတွေးက၃မျိုးကောင်းတဲ့အတွေးသို့မဟုတ်တွေးတင်တဲ့အတွေးက၃မျိုးရှိတယ်။တရားချိန်ခင်သူတော်စင်ပြိတ်သက်တော့ဒီမကောင်းတဲ့အတွေးတွေမိမိရဲ့တန်တန်မှာဖြစ်ပေါ်လာလို့ရှိရင်ဖယ်ရှားပစ်ဖို့လိုတယ်။ဆက်တွေးနေရင်ပြည့်ရှိပြီးဆင်းရဲတဲ့အကျိုးတွေဖြစ်ပေါ်စေလိုက်မယ်။အင်းဒါကြောင့်မကောင်းတဲ့အတွေးတွေကိုဆက်မတွေးဖို့လိုတယ်။ ကောင်းတဲ့အတွေးမျိုးနဲ့အစားထိုးရမယ်။